ပင်းရှမီကလည်းမာတာတာရိုက်တာလေနောက်ကစနုံးထက်ရိုက်တာလေးနော်အဲ့ဒါလေးရိုက်ချင်တယ်ဆိုရင်လေလုံးရမယ်ဆိုတော့ကိုတက်စတူရွေးတာဝေးပြင်းဆိုင်ရတဲ့မှာတို့တောင်းပြလေးဆွေးလိုက်ပြီးတော့ control 1ချက်နောက်ဒီ time room မှာ wave form ရရမှာအဲ့တော့ w r n wave ရစချာပဲဖြစ်ဖြစ်ဓမ္မမို့ယဝင်းအင်းဝါပဲဖြစ်ဖြစ်ဝင်းအမရပူရာပဲဖြစ်ဖြစ်ရတယ်နော်ဘီအင်ဆိုက်လေးကိုပုံမှန်တော့စစ်ချာတော့ထားလိုက်မယ်စစ်ချာစစ်ရှိပေါ့နော်ပြီးရင်တော့ဒီအောက်မှာ character map ကိုခေါ်ထားလို့ရတယ်ဒီ map လို့လေးမှာနှိပ်ပြီးတော့ C H E R M E ဒါဆိုဒီမှာ character map လေးထွက်လာလိမ့်မယ်တော့ character map ထဲမှာကြာရင်တော့ကိုကဒီမှာ wave form လေးရိုက်ထားရင် character map ထဲမှာလေဝင်းအင်းဝါယူ ေးရမယ်နော်အဲ့ထဲမှာကတော့တို့တာရရတာဒါလေးကိုနေဆက်လက်မယ်ပြီး copy ပြီးသွားရင်လူစင်းတဲ့နေရာမှာဒါအဲ့လူစင်းတဲ့နေရာဒီဘာဖြစ်ရမလဲဆိုရင်ဆက်ဆိုအောင်ဝင်ဖောင်းဖြစ်ရမယ်လူစင်းတဲ့နေရာမှာဒါ insertion point size edit here la edit here တို့ bounce ပြကြလိုက်ခဏဆောင်ပြရမယ်။နောက်ထပ် okay နဲ့ထပ်ထွက်နော်။ဒါဆိုရင်တော့ form ရသွားမယ်ပေါ့။ဒါနောက်ကစာလုံးထပ်ထင်နေစာလုံးဆိုရင်ဒါစာလုံး။ဒါစာလုံးထပ်ဖို့ဆိုရင်ဆိုတော့ character map တွေဝင်သွားလိုက်။ character map တွေမှာဒီမှာစာလုံးထပ်တဲ့စာလုံးလေးရှိနေမယ်။ဒီမှာဒါဆိုရင်ဒါအောင်ချ။ဒီနားလေးမှာလိုက်ရှာကြမယ်ဒီမှာစာလုံး ဒါမဲ့ဒီစာလုံးကယူစာလုံးအောက်ကစလုံးထပ်ချင်တဲ့စာလုံး။ဒါဆိုရင်အောက်စလုံးလေးကနည်းနည်းလေးသေးတဲ့စာကွယ်ဒီမှာစလုံးထပ်တဲ့စာလုံးလေးတွေ့ပြီနော်။အဲစာလုံးလေးနှိပ်ပြီးသွားရင်ဆက်လက်ဟိုဒီရှေ့ကလည်းကိုခေါ်ထားတဲ့ဟာလေးပြန်လာရော။ပြီးသွားရင်ဆက်လက်လုပ်လိုက်။ဘုံရွေးထားတဲ့ဟာလေးစာလုံးကိုရွေးပြီးဆက်လက်လုပ်လိုက်တာနဲ့ဆက်လက်လုပ်တာဒီမှာစာလုံးသေးသေးလေးဝင်သွားတယ်ပြီးရင် copy copy ယူပြီးရင် အဲ့လိုတော့ရင်တော့မတော်ရင်တော့ဒီမှာတုံးထားတယ်။ order နဲ့3ရက်နဲ့6ရက်တကီးဘုတ်က order နဲ့ numeric keyboard ပဲက3ရက်နဲ့6ရက်ကိုတုံးထားတယ်။ဒါပေမဲ့တချို့ခြားလို့ keyboard က3ရက်နဲ့6 numeric keyboard မပါတာမျိုး15ဒသမ monitor monitor က15ဒသမ6ပုံတာမျိုးじゃ numeric keyboard မပါဘူးเนาะတချို့လက်တော့じゃအဲ့လိုဟာမျိုးじゃရင်တော့ အခုဒီနေ့ပုံစံလေးအတိုင်းပဲ copy ကို copy ကိုပြီးတော့ဒီဘေးမှာ session point ထားဒါကြီး editor page နဲ့ခေါ်ထားလိုက်ဆိုစာလုံးလေးရပါတယ်ဒီမှာစာလုံးကတော့ဒီအပေါ်စာလုံးကဒုတိယဘလောက်ရှိလဲဆို73ဒသမ5အောက်စာလုံးကတော့7ဒသမ5ပဲရှိတယ်နော်ဒါဆိုအောက်စာလုံးလေးဦးနောက်ကဲ shift နဲ့မလိုက်အောက်စာလုံးလေး shift နဲ့ပြီးရင် စလုံးရဲ့ size နဲ့ပြင်ပို့လုပ်တယ်။ဒါတော့နှစ်ခုစလုံးမှတ်လိုက်မယ်။နောက်မှနေ့ဒါ shift key ကိုပြထားချိန်မှာ right arrow key ကိုပါလို့ပုံတာနော်။ပြီးရင်ဒီမှာကိုယ့်ရဲ့ business size က16ပြည့်နေဆိုရင်16ဒီ box ထဲမှာရထားရမယ်။16ဒါဆိုခုဒီ box ထဲမှာ16လို့ရိုက်လိုက်ပြီနော်။ လို့ enter ခေါ်လိုက်။ဒါဆိုရင်ဒီအောက်ကစလုံးလေးက16 site မရဘဲနဲ့အပေါ်စလုံးလေးရမရသွားတယ်။ right error နဲ့မစလုံးလေးနော် right စလုံးလေးကိုဆက်လက်မှတ်ပြီးတော့ကိုက16 site ပြောင်းမယ်ဆိုရင်ဒီပုံမှာဆက်လက်မှတ်16ဒါကတော့ site ကဆက်ရှိရမယ်။ကိုလိုစင်းတဲ့ size ကိုပြောင်းပြီးဒီရှင်းနေရာလေးမှာဗာလေးထည့်မယ်ဆိုတော့စာလုံးထည့်ချင်အောင်စာလုံး ာလုံးကပြီးပြီး delete နေတာရှင်းပြန်ကတ်တာလားနော် best way နေဆိုဟိုစာလေးပေါ်လိမ့်မယ်ဒါတော့စာလုံး delete အဲဆိုစလုံးကပေါ် up ထပ်သွားမန်ဘလူးနဲ့ချက်ပြပေးမယ်မန်ဘလူးနဲ့ပြတယ်မှာနော်ဒါဆိုစာလုံးထပ်တာလေးရသွားပါ